ဂျေယန်လျော့ကို1928ခုနှစ်အော်တိုဘာလ10ရက်နေ့အမေရိကန်ပြည်ထောင်စုအော်ရီဂွန်ပြည်နယ်ပေါ်တန်မြို့မှာမွေးဖွားခဲ့ပါတယ်။ဒေဝေမိဘတွေကယုံကြည်မှုခိုင်မာတဲ့ခရစ်ယာန်မိသားစုတွေဖြစ်ပြီးတော့တားသမီးတွေကိုလည်းနှုတ်ကပတ်တမာတရားအတိုင်းပဲအမြဲတမ်းဆုံးမလေးရှိပါတယ်။အဲအကြောင်းဂျေမကအသက်6နှစ်အရွယ်မှာကတည်းကသခင်ယေရှုကိုကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံခဲ့ပါတယ်။အဲ့ဒါပြင်သူရဲ့မိဘတွေကနှုတ်ကပတ်တော်တိုင်းတင်ထားသလိုပဲဂျင်မကခရစ်တော်အတွက်အသက်ပေးပြီးတော့သာသနာပြုခြင်းနဲ့စိတ်ရအောင်လဲထက်သန်နေခဲ့ပါတယ် သူကအီကွေဒေါနိုင်ငံမှာရှိတဲ့ပေါ်ရာနီလူမျိုးစုတွေစီမှာသာသနာပြုဖို့အတွက်ပြင်ဆင်ခဲ့တယ်။အဲ့လူမျိုးစုတွေကရက်ဆက်ကြမ်းကြုတ်ပြီးတော့သူတို့လူမျိုးစုမဟုတ်တဲ့ဝင်လာသမျှတစိမ့်တွေကိုလည်းတပ်ပြစ်လေးရှိကြတယ်ပေါ့လေ။ဒါမဲ့ဂျင်ကထူးဆန်းစွာနေပဲအဲ့အရာတွေကိုကြောက်မနေပဲနဲ့အဲ့ဒီလူမျိုးစုတွေအေဝံဂေလိတရေစကားကိုကြားပြီးတော့ဖျားကိုတိလာဖို့လှုပ်ဆောင်စရာရှိရာတွေကိုစပြီးတော့လှုပ်ဆောင်ပါတယ်။တို့နဲ့တူတူလက်တွဲလှုပ်ဆောင်မဲ့တငယ်ချင်း9ယောက်စလုံးကအဲ့ဒီလူမျိုးတွေစီကိုချင်းကပ်ဖို့အတွက်အခြေခံဘာသာစကားကိုလေတင်ယူလေ့လာခဲ့ကြတယ်။ အဲ့ဒါနဲ့ပဲသူတို့တငယ်ချင်းအဖွဲ့အစည်းတွေမှာလေမှုတယောက်လည်းပါတဲ့အတွက်ကြောင့်မလို့သူတို့ကပိုက်ပါပီ14လေးရင်းနဲ့အဲ့လူမျိုးစုရှိရာနေရာစီကိုပြန်တန်းပြီးတော့ဝင်းကနေတစင်စပီကာအတန်ပေးပြီးတော့လက်ဆောင်ပစ္စည်းတွေကိုချပြီးတော့ချင်းကပ်ခဲ့ကြတယ်။အဲ့လိုမျိုးနီလန်းနဲ့ပဲအချင်းအနေငယ်လောက်ဆက်လက်ချင်းကပ်ခဲ့ပြီးတဲ့နောက်မှာဟော်ယာနီလူမျိုးတွေကလည်းချပြီးတော့လက်ဆောင်ကောက်ယူခဲ့ကြတယ်။အဲဒါကြောင့်သူတို့ကကူရာမြေပြင်မှာရှိတဲ့အမေရီယန်ကြီးရွာအနီးနားမှာစကန်းချဖို့တဆုံးပြတ်ခဲ့ကြပြီးတော့မြေပြင်ကိုဆင်းပြီးတော့ ငါတို့ကမင်းတို့ရဲ့တငယ်ချင်းတွေပါငါတို့မင်းကိုရံမလုပ်ပါဘူးဆိုပြီးတော့ပေါ်ရာနီလူမျိုးတွေရဲ့ဇကားနဲ့စူးစမ်းပြီးတော့ဟစ်အော်နှုတ်ဆက်ခဲ့ပါတယ်အဲ့နောက်မှာတော့ဟွာအူရာနီလူမျိုး၃ယောက်ကပုံးနေနေရကနေပြီးတော့ထွက်လာခဲ့ကြတယ်အဲ့နေမဲ့သူတို့တွေကစူးစမ်းလူစိတ်ရှိတဲ့နဲကီဝီလို့ခေါ်တဲ့လူတယောက်ကလင်းရင်စီးကျင်တယ်လို့ပြောတဲ့အတွက်စီးဝင်ပေးပြီးတော့လူရိုင်းနေတဲ့အရင်နှမှုယူခဲ့ပါတယ်အဲ့လိုနဲ့ဂျိမ်နိုဖွဲကတော့ဟွာအူရာနီလူမျိုးစုကြီးစီကိုပထမဆုံးချိန်ချင်းကပ်မှုကအောင်မြင်ခဲ့ပြီးတော့နေရက်ကိုခဏလောက်ပြန်လာခဲ့ကြတယ် နောက်ပိုင်း1956ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာတော့ဒုတိယအကြိမ်ထွက်လာခဲ့ကြတယ်။ပြီးတော့အရင်စကန်းချခဲ့နေရမှာပဲလေရင်ကိုဆင်းသက်ပြီးတော့အရင်တော့အနီးတိုင်းပဲနှုတ်ဆက်အော်ခေါ်ခဲ့ကြပါတယ်။အဲ့လိုအော်ခေါ်တဲ့အချိန်မှာပဲ၁၀ရောက်လောက်ရှိတဲ့အဖွဲကလှမ်းနေကင်ပြီးတော့ပြေးလာခဲ့ကြတာကိုသူတို့လှမ်းမြင်လိုက်ရတယ်။အဲ့လိုလာတော့ကိုဂျင်းတို့ဘွဲကအိုးကြည့်ပါဦးပထမအကြိမ်နဲ့ပို့ပြီးတော့များလာတယ်။ဒီနေ့တော့ရွာထဲဝင်ပြီးတော့အေဝင်ဂေလိတရားဝေငှားတော့မယ်လို့ပြောပြီးတော့ဂျင်းကဝမ်းသာအားရနဲ့မြေထဲဆင်းပြီးတော့လက်ပြနှုတ်ဆက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရုတ်တရက် ပေါ်ရာနီလူမျိုးစုတွေစီကပြစ်လွတ်လိုက်တဲ့လှံကဂျင်းမြဲရင်ဘက်ကိုထိုးဆိုင်ပြီးတော့ရေပြင်ပေါ်လဲကျသွားပါတော့တယ်။အဲဒီနောက်ထပ်အစမပြတ်ပြစ်လွတ်လိုက်တဲ့လှံတွေကလေတခြားအဖွဲ့ဝင်တွေရဲ့ရင်ဘက်နဲ့ကြောပြင်တွေကိုထိုးဆိုင်ကအဲ့ညမှာပဲဂျင်းနဲ့တငယ်ချင်း၄ယောက်စလုံးကအသက်ဆုံးရှုံးသွားခဲ့ရပါတယ်။အဲဒီလိုနဲ့နှစ်နှင်းငယ်ကြာပြီးတဲ့နောက်မှာတော့ဂျင်းမြဲဇနီးအဲလစ်ပန်နဲ့တခြားသောသာသနာပြုတွေကအဲ့ညောင်ပြန်သွားပြီးတော့အင်ဝင်ဂေလီလင်းကောင်ဝင်ငှခဲ့ကြတယ်။အဲဒီလိုနဲ့နောက်မှာတော့ဂျင်းနဲ့တငယ်ချင်း၄ယောက်စလုံးကိုတတ်ခဲ့တဲ့ လူရိုင်းတွေကလည်းတီတီကေတီညင်ရခဲ့ကြပါတယ်